အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဗန်မှာ2025အောက်တိုဘာလ29ရက်နေ့တနင်္လာနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းရရောတရင်ပိုင်းချက်လိုက်ရပါအခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ပရမောက်ဆုံးနေတဲ့ကမ္ဘာရွှေကိုဤပညာရအခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ကျွန်တော်ဤပညာရကမ္ဘာရွှေကိုအခမ်းအနသုံးသပ်တဲ့ခါမှာကျွန်တော်အေဖိုးတိုင်းပရင်နဲ့ကျွန်တော်အခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့အေဖိုးတိုင်းပရင်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြောနေကြတိုင်းပဲဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းလေးဟာ၄နာရီကြာပါတယ်ခင်ဗျာ၄နာရီကြာတာကြောင့်ကျွန်တော်ကတိုင်းပရင်ကိုအေဖိုးတိုင်းပရင်နဲ့ကျွန်တော်အခမ်းအနသုံးသပ်ပေးသွားတာဖြစ်တဲ့ဒီရဲ့တိုင်းပရင်တွေကကျွန်တော် ော့တော့ဒီကိုကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့အယောင်ဝင်လောက်ကြတာလေးရှိတယ် H1 နဲ့ကျွမ်းကျင်တဲ့သူတွေက H1 time frame နဲ့အဲကျွမ်းကျင်ပြီးတော့ပြီးတော့အယောင်ဝင်လောက်ကြတဲ့ဟာတွေလည်းရှိတယ် M30 M50 ဒါတွေနဲ့အဲဒါတွေကိုကျွမ်းကျင်တဲ့သူတွေကဒီ M30 M50 တွေနဲ့အယောင်ဝင်လောက်ကြတာရှိတယ်အဲဒီထဲမှာကျွန်တော်က A4 time frame နဲ့ခံမှန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်လက်ရှိကပ်ရွှေပေါက်ဈေးဟာတအောင်စောက်ကိုကျွန်တော်တို့ ဟိုဒါ4095ပေါက်နေတာဖြစ်တယ်4095ဆိုတဲ့ဈေးနေထားကဈေးကကျနေတယ်ရောင်းလို့အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဈေးကျနေတယ်ရောင်းလို့အားများနေတယ်လို့ဘာကြောင့်ဘာလို့ကြည့်ပြီးပြောရလဲဆိုလို့ရှိရင်အယူရှင်းဆုံးကြည့်ပြီးပြောမယ်ဆိုလို့ရှိရင်လက်ရှိကဏ္ဍကိုကြည့်လိုက်ပါလက်ရှိကဏ္ဍရဲ့ လက်ရှိကန်တွေဟာဒါဘဲကန်တွေဖြစ်နေတယ်ပြီးသွားပြီးတဲ့ကန်တွေတုံးတွေကလည်းဘာကန်တွေဖြစ်နေလဲဆိုလို့ရှင်ဘဲကန်တွေတွေပဲဖြစ်နေတာဖြစ်တဲ့အတွက်ဘဲကန်တွေဆိုတာဘာလဲဆိုလို့ရှင်ဈေးကြောက်ကိုစားပြီးတဲ့ကန်တွေတုံးဖြစ်တဲ့ဒီအနီတုံးတွေဖြစ်နေတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ကဒါဈေးွက်ထဲမှာဒါရောင်းလို့အများနေတယ်ဆိုပြီးတော့တစ်ချက်ယူဆလို့ရတယ်နောက်ထပ်တစ်ခုကကျွန်တော်ကျွန်တော်နောက်ထပ်တနည်းကတော့ဘယ်လိုမျိုးယူဆလို့ရလဲဆိုလို့ရှင်ကျွန်တော်တို့ဒါဒီနေ့ဟာဒပတ်တာဈေးွက်စဖွင့်တဲ့တင်းလာနေဖြစ်တယ်စနေတင်းလာနေကတော့ကမ္ဘာရွှေဈေးွက်ကပိတ်တယ်တင်းလာနေဟာဒပတ်ဒပတ်တာကိုဈေးွက်ပြန်စဖွင့်တော့ဖွင့်တဲ့နေ့ဖြစ်တယ်ဈေးကစဖွင့်တဲ့နေ့မှာကိုဈေးက မနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့အကူမှာဈေးအကြကက်အဟနဲ့ဈေးစောက်ဖွင့်ခဲ့တဲ့ကက်အဟဆိုတာဘာမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့တောက်ချာနေရကမ္ဘာရွှေဈေးပိတ်သွားတာက၄၁၀၀၄၁၀၀တစ်ဆနစ်မှာဈေးကပိတ်သွားကြလိုက်တယ်ကျွန်တော်တို့ဒီနေ့မနက်တနင်္လာနေ့မနက်ပိုင်းမှာကမ္ဘာရွှေဈေးကစောက်ဖွင့်ခဲ့တဲ့ဈေးက၄၀၀နဲ့86မှာဈေးစောက်ဖွင့်ခဲ့လိုက်တယ် ဆိုတော့ကျွန်တော်တို့412မှာမတက်တောက်ချအရင်တစ်ဘက်ကတောက်ချနေမှာဈေးကပိတ်သွားခဲ့တယ်ပေါက်ပိတ်သွားပြီးတော့အခုတင်းလာနေမှာဒီတစ်ဘက်တင်းလာနေမှာ4000 4096မှာပိတ်သွားတဲ့အတွက်ဂျားထဲမှာကျွန်တော်တို့ဒါ36ပိတ်လောက်ဟသွားတယ်ဖြစ်တယ်36ပိတ်ကဘာလို့ဟတယ်လဲဆိုလို့ရှိရင်ဈေးအကျကက်လို့ခေါ်တယ်အဲ့ဒီအဟရဲ့ဈေးကိုကက်လို့ခေါ်တယ် ကျွန်တော်တို့အဲ့ဒီကက်က36ပစ်တောင်ဟနေရဖြစ်တယ်။အဟလည်းဈေးအကျဦးဒီ43နှစ်အောက်ရဲ့အောက်ကိုကျပြီးတော့ဖွင့်လာတဲ့အတွက်ကြောင့်ဈေးကျကန့်လို့ခေါ်တယ်။ဟုတ်ပြီ။ကျွန်တော်တို့မနက်ပိုင်းဈေးစဖွင့်ခဲ့တဲ့တနင်္ဂနွေနေ့က4000နဲ့86မှာဈေးစဖွင့်ခဲ့ပြီးတော့ လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ၄၁၀၀ထဲကိုထိတက်ထားပြီးပါပြီ၄၁၀၉ဟာဒါအမြင့်ဆုံးဈေးတန်းပဲဖြစ်တယ်ကျွန်တော်တို့အပေါ်မှာကက်ဟထားတဲ့ဟာကိုကက်အပြည့်မဖြည့်သေးပါဘူးဒါကျွန်တော်တို့၄၁၀၀ဆနစ်ထိကိုဈေးတန်းကဒီနေ့ထိမတက်သေးသေးပါဘူးဒီ၄၁၀၀ဆနစ်ကိုဈေးကိုတက်သွားမှတာဒါကက်ပြည့်ကက်ကိုလာဖြည့်တယ်လို့ကျွန်တော်တို့ပြောလို့ရမှာလောလောဆယ်ကက်ဟထားတဲ့ဟာကိုမဖြည့်သေးပါဘူးလောလောဆယ်အကျအားသာနေတော့ရှိပါသေးတယ်လက်ရှိချိန်ဒီအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာဘယ်လောက်လဲဆိုရင်၄၁၀၀ 53ရှိတယ်ကျွန်တော်တို့ဒီဟာကိုချီချင်းအဖြစ်လဲဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုကြည့်လို့ရတယ်4000နဲ့86မှာဈေးကဖွင့်လိုက်တယ်ဖွင့်ရပြီးတော့4100အထိတက်သွားခဲ့တယ်4100ကိုဖောက်တက်နိုင်ရင်မရှိဘဲနဲ့ပြန်ကျလာခဲ့တယ်4050အထိ4050ကိုဖောက်မကျနိုင်ဘဲနဲ့လက်ရှိနေနဲ့ပြန်ကန်တက်နေတဲ့အနေထားကိုတွေ့ရတယ်ဒါဟုတ်ချီချင်းအဖြစ်ဆိုရင်ဈေးကွက်ထဲမှာအနေထားဟာဒီ4100နဲ့6နဲ့4053ချားထဲမှာဈေးကရှိနေတာဖြစ်တယ်ဈေးလုတ်ခတ်နေတာဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ဒီရက်လက်ရှိဇေဒန်းနဲ့ဟာဖွင့်ဇေးရဲ့အောက်မှာကျွန်တော်တို့ရောက်နေတာဖြစ်တဲ့အတွက်ဇေဒန်းကဒါဝင်လို့အားမရှိဘူးရောက်လို့အားများနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါနောက်ထပ်တနည်းကိုကျွန်တော်တို့ပြောရချင်းဖြစ်တယ်လက်ရှိဇေဒန်းအနေထားဝင်လို့အားများနေလားရောက်လို့အားများနေလားဘယ်လိုယူဆယူဆရမလဲဘယ်လိုကြည့်ရမလဲဆိုတဲ့မိတ်ဆွေတွေအတွက်ကိုဒါအယိုးရှင်းဆုံးနားလည်ဆိုလို့အောင်ကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဟုတ်ပြီလက်ရှိဇေကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တနင်္လာနေ့အတွက်သတိထားမဲ့ဇေဒန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတော့တခါလည်းပြောပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လို တ်တယ်။တကယ်လို့ဒါမိတ်ဆွေကကြောင့် trading account ဖွင့်နေတာပဲဖြစ်စေ၊ WeWeMe Secret Channel ကို join နေတာပဲဖြစ်စေကျွန်တော်တို့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်တယ်။ trading account ဖွင့်တဲ့အခါမှာဘယ်လိုမျိုး service တွေကိုရနိုင်တယ်လဲဆိုရင်ကျွန်တော်ရှိမှာ credit bonus လည်းရတယ်။ပြီးတော့ဒါဒေါ်လာ100နေစပြီးတော့လည်းဖွင့်လို့ရတယ်။ဒီ commission free တွေ swap fee တွေလည်းရှိတယ်။အဲဒီငွေထုတ်ငွေသွင်းလည်းမြန်ဆန်တယ်။ကိုထုတ်တဲ့ငွေ amount ကိုအတိအကျနဲ့မှန်ကန်မြန်ဆန်စွာနဲ့ကျွန်တော်က service ပေးနေတာဖြစ်တယ်။အသေးစိတ်ကိုတော့ကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကိုလို့ ကိုဖွင့်ကျင်တဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ဆက်သွင်းနိုင်တယ်။နောက်ထပ်တစ်ခုကတော့ VIP စကနဲ့ဆားပစ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်မိတ်ဆွေရာ trade account ကဖွင့်ထားပြီးပြီ။ ကျွန်တော်ရှိမှမဖွင့်မနဲ့အခြားရှိမှဖွင့်ထားပြီးပြီဖွင့်ထားပြီးပြီဒါပေမဲ့စားပင်းနဲ့ဒီအကြံပေးလိုချင်တဲ့ဟာတွေဒီကပတ်ရွှေဈေးကွက်ကိုဈေးကွက်နဲ့အညီတပင်းကြီးအယောင်းဝလှုပ်ချင်တာတွေဒီအကြံပေးစားပင်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ VIP Signal Channel ကို join ထားပေးဖို့တော့လိုအပ်ပါတယ်ခင်ဗျာဒီရဲ့အသေးစိတ်တွေကိုလည်းသိချင်ရင်တော့ကျွန်တော်ရဲ့ Viber နဲ့ Telegram မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီဆက်လက်ပြီးတော့ဒီနေ့တနင်္လာနေ့အတွက်ဒီထားမဲ့ဈေးတန်းတွေကိုဆက်လက်ပြီးပြောပေးသွားမှာဖြစ်တဲ့ ။တနင်္လာနေ့အတွက်သတိထားမယ့်ဈေးတန်းတွေကတော့လက်ရှိအရဆိုလို့ရှိရင် West Eastern ဈေးတန်းဟာ၄၁၀၀ကိုဈေးတန်းပဲဖြစ်တယ်။၄၁၀ရဲ့ဈေးတန်းကိုဖောက်တက်နိုင်ရင်မရှိဘဲနဲ့လက်ရှိအနေထားပြောင်းချနေတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်။ Trend ရဆိုလို့ရှိရင်လည်းဒီ Trend ကိုမဖောက်တက်နိုင်နေမယ့်ဈေးကဒီမှာမဖောက်တက်နိုင်မယ့်နဲ့ပြန်ပြီးတော့ကျနေတာဖြစ်တယ်။ဒီရဲ့ Trend ပေါ်ကိုဖောက်တက်နိုင်မှလားဈေးလိုဈေးအသက်ကိုမြင်ရနိုင်မှာဖြစ်တယ်။တကယ်လို့တော့ ဖောက်မတက်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီလိုလိုမျိုးအကြပြန်မြင်ရနိုင်မှာဖြစ်တယ်ဒါတော့တကြတတိထားပါကျွန်တော်တို့ဒီစက်တပတ်တာအရာကစနစ်တကျတဲ့အယောင်းကိုလှုပ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ interest rate တည်ရင်ထွက်ဖို့ရှိတယ်ဒီတပတ်ထဲမှာဒီတည်ရင်မထွက်ခင်ကာလမှာတော့ကမ္ဘာရွှေဈေးကဈေးအေးနေပြီးတော့ site ဝေးရှိနေနိုင်ပါတယ်ဒါတော့တကြတတိပြုပါဟုတ်ပြီလက်ရှိအရာကတော့ဈေးကွက်ကအကြမှာဈေးအေးနေပြီးတော့ဤနေတာဖြစ်တယ် ၄တောင်းတရာကိုလက်ရှိစောင့်ကြည့်ရမယ်ဒီနေ့သတင်းရတာအနေနဲ့စောင့်ကြည့်ရမယ်ဈေးတန်းဖြစ်တယ်၄တောင်းတရာကိုဈေးတန်းကို ဖောက်တက်နိုင်မှတာဈေးအပေါ်ကိုဖောက်တက်ဒီ၄တောင်းတရာကိုကိုဖောက်တက်နိုင်မှတာကျွန်တော်တို့ဒီဈေးအသက်ကိုညှို့လို့ရမှာဖြစ်တယ်၄တောင်းတရာနဲ့ကိုကိုဖောက်တက်နိုင်ခြင်းမရှိဘူးဆိုရင်တော့ဈေးကအကျပြန်လာနိုင်မှာဖြစ်တယ်၄တောင်းတရာကိုကိုတာဖောက်တက်သွားနိုင်ခဲ့ပြီဆိုရင်တော့ဘလောက်ထိတက်လာနိုင်မလဲဆိုရင်တော့၄တောင်းတရာ၂၀နဲ့က30လောက်ထိပဲကျွန်တော်တို့ညှို့လို့ရအောင်မှာဖြစ်တယ်ဈေးကအတအားကောင်းကောင်းနဲ့ပြန်ပြီးတော့တက်ဖို့စာဆိုတာကတော့အရင်ကြီးညှို့လို့မရ တွေကိုဘာကြောင့်လဲဆိုတော့တည်င်းရဲ့အခြေအနေတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့တည်င်းပိုင်းတွေအရာတော့ဆွဲခေါ်သွားတာမျိုးတွေတော့ရှိနိုင်တယ်ကျွန်တော်ဤပညာအရာဆိုလို့ရှိရင်4125နဲ့4130လောက်အထိပဲအဲဒါမျော်လို့ရအောင်ပါဖြစ်တယ်4109ကိုဖောက်တက်နိုင်မှာဒါဒီဇီတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်ဟုတ်ပြီ4109ကိုဖောက်တက်ပြီဆိုရင်တော့လိုက်ပြီးတော့ဝဲပါ4125 30လောက်အထိတော့အသေးအသက်လာနိုင်မှာဖြစ်တယ်အကယ်လို့ဒါ4109ကိုမဖောက်ကြနိုင်ဘူးအဲနားမှာ EV ပြန်ကြတယ်ဆိုရင်တော့လိုက်ပြီးတော့ရောက်မှာဟုတ်ပြီဒါကတရက်တာသတိထားမယ်ဇီတန်းကိုပြောပြပြီးအောက်စပို့ဇီတန်းကတော့ကျွန်တော်တို့ဒ ဟာ4053ဖြစ်တယ်53ရင်းအောက်ကိုဖောက်ချနိုင်ခြင်းမရှိဘဲနဲ့လက်ရှိပြန်ကန်တက်နေတဲ့အနေထားတွေ့ရတဲ့အတွက်4053ဟာဒါစပို့ဈေးတန်းပဲဖြစ်တယ်စပို့ဈေးတန်းဆိုတာဘာလဲဆိုလို့ရှိရင်ဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းဒါကဝက်စစ်တက်ဈေးဆက်တက်ဖို့စောင့်ကြည့်ရမယ့်ဈေးတန်း4000တည်း4000တည်းကိုဒါကဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းက4053 4053ကိုဒါဖောက်ချနိုင်ခဲ့ပြီဆိုတော့ဈေးကအကျအားကောင်းနိုင်မှာဖြစ်တယ်4000ဝန်းကျင်လောက်ထိကိုဈေးကမတော်နိုင်ပြီးတော့3900 80လောက်ထိတောင်သွားနိုင်မှာဖြစ်တယ်ဒါက4050ကိုဖောက်ကြနိုင်ခဲ့ရင်4000ထိသွားနိုင်မယ်4000ကိုတော့ဆက်ပြီးတော့ဖောက်ကြနိုင်ခဲ့မယ်ဆိုရင်တော့3980လောက်ထိကိုဈေးအကျပြန်လာနိုင်မှာဖြစ်တယ်ဒါကသတိထားရမယ့်ဈေးတန်းတွေကိုပြောပြသွားတာဖြစ်တယ်ဒါတနင်္လာနေ့ရသတိထားရမယ့်ဈေးတန်းတွေကိုတည်ထားတယ်မိတ်ဆွေကတည်ထားတယ်ဆိုလို့ရှိရင် ဒါရောင်းမဝင်ပါတယ်မဖြစ်ဘူးဒီဆုံရှုံရှုံတင်တာတွေမရှုံရှုံဘူးပေါ့ဒါမျိုးတွေကိုဒါအကူအညီအထောက်ပံ့ဖြစ်စေတယ်ကျွန်တော်ဘာကြောင့်ဒါတွေကိုပြောနေရတယ်လဲဆိုတာမိတ်ဆွေရာဒီဒီမိတ်ဆွေတို့တဲ့ဒါအကျိုးရှိရင်အသုံးချတတ်ရင်အကျိုးရှိပါတယ်ဒါကြောင့်ပြောနေရခြင်းဖြစ်တယ်အကယ်လို့ဒါမရှင်းနိုင်ရှင်ကျွန်တော်ဒါရိုက်ဆက်တွေပြီးဆွေးနွေးလို့ရတယ်တတိထားရမယ့်ဇေတန်တွေကိုပြောပြပြီးဆိုလို့ရှိရင်ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေကိုတခါလေးပြောပြသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်ဟုတ်ပြီ ဘယ်မှာဝယ်တင်လဲဆိုရင်ကျွန်တော်အဝယ်အနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်ဘိုင်းအနေနဲ့လက်ရှိဈေးတန်းမှာဘိုင်းတင်တယ်လားကျွန်တော်ဘိုင်းမကြိုက်ဘူးဘာကြောင့်လဲဆိုရင် train အောက်မှာရှိနေတဲ့ဈေးကရောင်းလို့အများနေတာဖြစ်တဲ့အတွက်ကျွန်တော်အဝယ်မကြိုက်သေးဘူးတကယ်လို့အဝယ်မယ်ဆိုလို့ရှိရင်ဘယ်မှာဈေးတန်းမှာဝယ်မယ်လဲဆိုရင်တော့ကျွန်တော်4000음4000ဈေးတန်းနေလောက်မှာဝယ်မယ်3980တွေလောက်မှဝယ်ဝယ်မယ်ဒါအဝယ်ဈေးတန်းနေတော့အရန်ဝေးပါတယ်ဒါပေမဲ့ကျွန်တော်မကြိုက်ဘူးဒီအဲ့ဈေးတန်းနေလောက်မှာဝယ်အဝယ်ကြိုက်တယ်4000မြတ်ပိုင်းဈေးတန်းနေရတော့4010 4000နဲ့ 15ဈေးတန်းနေမှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းဈေးကဒါမိတ်ဆွေရကိုရှုံရှုံကနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲကိုတော့ပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုလို့ရှိရင်တော့3900 90အောက်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကဘိုင်းအော်ဒါအတွက်ကျွန်တော်တီဗီနဲ့အဆန်ကိုပြောပေးသွားတာဖြစ်တယ်ဘိုင်းအတွက်ပြောပြီးပြီဆိုအယောင်ဆဲအော်ဒါအတွက်ပြောပေးတော့မှာဖြစ်တယ်အယောင်ဆဲအော်ဒါအတွက်ကိုလက်ရှိဈေးမှာရောင်းတင်တယ်လားလက်ရှိဈေးမှာရောင်းတင်တယ်လို့မြင်တယ်ဘာကြောင့်လဲဆိုဈေးခွဲရဲ့အနေထားကဈေးကအေးနေတာဖြစ်တယ် ဈေးကွက်ကအေးနေပြီးတော့ကျွန်တော်တို့ရောင်းလို့အားဝယ်လို့အားချိန်မယ်ဆိုရင်တော့ရောင်းလို့အားများနေတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလက်ရှိဈေးထဲမှာရောင်းတင်တဲ့၄00နဲ့ဒီ85ဝန်းကျင်လောက်မှာရောင်းမှာနောက်ထပ်တစ်ခုအနေနဲ့၄00 85ကိုကျွန်တော်အယောင်မကြိုက်ဘူးဆိုတဲ့အမိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်၄00နဲ့80နဲ့80ဝန်းကျင်မှာရောင်းမှာပြီးပြီးအမြတ်ပိုင်းဈေးထဲကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်၄00 90 4060ဒီမှာအမြတ်ပိုင်းမှာဒါကအမြတ်ပိုင်းဈေးတန်းပဲဖြစ်တယ် အဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာကိုရှုံးရှုံးခံနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါအဆန်ကဘယ်နာထားတင်တယ်လဲဟုတ်တော့ပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုရင်တော့၄00နဲ့85အပေါ်မှာအဆန်ထားပါဒါကကျွန်တော်အဆန်ထားတဲ့ ဟာကိုပြောပြတာဖြစ်တယ်ဂလူတာမိတ်ဆွေချိန်ပြီးတော့ထားတယ်တင်တယ်ဒါဆဲရတာအတွက်ကျွန်တော် TV နဲ့အဆန်ကိုပြောပြတော့တာဖြစ်တယ်ဟုတ်ပြီဒါဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတင်တယ်လဲဒီထားမဲ့ဇီတန်းတွေကိုဒါကျွန်တော်တို့တူရတော့အမြင်သုံးသပ်ထားခြင်းဖြစ်တယ်နိပညာရသုံးသပ်ထားတာဖြစ်တယ်နိပညာရသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်နှုန်းမှန်ကဲမူတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရ trade account နဲ့တော့ site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝယ်လို့ဖို့တော့အကြံပြုပါရခင်ဗျာ ဒါကအဲကျွန်တော်နိပညာရသုံးသပ်ပြီးပြီဆိုတော့သတင်းပိုင်းရသုံးသပ်ပြီးတော့မှဖြစ်တယ်သတင်းပိုင်းရဒီနေ့အတွက်သတင်းတွေထွက်ဖို့ရှိလားဆိုတာကိုကျွန်တော်တစ်ချက်လောက်သွားကြည့်ရအောင်သတင်းပိုင်းအရာတစ်ချက်လောက်သွားကြည့်တဲ့အခါမှာကျွန်တော်သတင်းရှိလားမရှိလားဆိုတော့သတင်းရှိပါတယ်ဒီမှာဆိုလို့ရှိရင်ဒါသတင်းတွေနှစ်ခုတောင်ထွက်ရှိသွားမှာဖြစ်တယ်ဒီသတင်းကဘာသတင်းလဲဆိုရင် US သတင်းတွေပဲဖြစ်တယ် US သတင်းတွေဆိုတော့ဘယ်ချိန်ဒီမှာထွက်မလဲဆိုရင်မြန်မာစံတော်ချိန်ညကျွန်တော်တို့9နာရီမှာသတင်းတစ်ခုထွက်ရှိသွားမယ်9နာရီမှာသတင်းတစ်ခုရယ်ည ရှင်းလာရီခွဲမှာသတင်းတစ်ခုရထွက်ရှိသွားမှာဖြစ်တယ်စုစုပေါင်းနှစ်ခုထွက်မှာဖြစ်တယ်နှစ်ခုကတော့ဒါသတင်းချိန်ကတစ်ချိန်စီဖြစ်တယ်ကိုရိုနာရီထွက်ရှိမှာထွက်တဲ့သတင်းကတော့ဒါအဲကိုအော်ရာသတင်းဖြစ်တယ်နောက်ထပ်ရှင်းလာရီခွဲမှာထွက်မဲ့သတင်းကတော့ new home စေတဲ့သတင်းဖြစ်တယ်ဒီသတင်းရဲ့ update တွေကိုသိချင်တာပဲဖြစ်စေနောက်ထပ်ဈေးတန်းတွေရဲ့ update တွေသုံးသက်ချက်တွေကိုသိချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram free channel ကို join ထားပေးဖို့လိုအပ်တယ်ကျွန်တော်အဲ့မှာ active ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကသတင်းပိုင်းကသုံးသက်ပေးသွားတာဖြစ်တယ်အကယ်လို့မိတ်ဆွေရာနှိပညာပိုင်းရတွေရောသတင်းပိုင်းချက်လက်ရတွေရောမရှင်းလာရင်ရှင် တို့ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါလေခင်ဗျာ။ဟုတ်ကဲ့ပါ။ဒီ Twitter account ဖွင့်နေတာပဲဖြစ်စေ VIP Signal ချွိုင်းနေတာပဲဖြစ်စေကျွန်တော်ဆက်သွယ်နိုင်ပါလေခင်ဗျာ။ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါရစေ။